တော့ဒီကလေးလေးကိုတို့ကိုကြီးလာတွေ့ကျင်တယ်လို့ရမလားဆိုဘာကိစ္စနဲ့များတွေ့ကျင်တာလဲဆိုပြီးမေးတော့ကိုကြီးကလည်းရိုးသားသားဆိုတော့ကွာကိုကြီးကအမှန်တိုင်းပြောလိုက်တယ်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ကိုကြီးဒီပို့စ်ကကိုကြီးအကြံဉာဏ်လေးမင်းတို့ရှိရနေပြီးတော့တောင်းကျင်တဲ့ပို့စ်ဖြစ်တယ်မင်းတို့ကိုကြီးနေရာမှာဆိုလို့ရှိရင်ဘယ်လိုစူးစမ်းမလဲဆိုတာလေးကိုအကြံဉာဏ်လေးပေးရင်ကိုကြီးကျင်တတ်ပြီကွာ တန်းရှင်းရှာလည်းမဟုတ်ဘူးနော်အခုကိုကိုကြီးပြဿနာတက်နေတဲ့ကိစ္စဘာလဲဆိုလို့ရှိရင်အခုကောင်မလေးဟိုကောင်မလေးနော်နေသူ့အဖေကိုနေဆန်းလိုလိုနေတိုးလိုလိုနဲ့မင်းတို့သိတဲ့အတိုင်းပဲနော်အဲ့မှာအလှမယ်လေးနာမည်ဘယ်သူလဲမသိဘူးအဲ့ကောင်မလေးနော်ဖြစ်နေတဲ့ပြဿနာနဲ့ကိုကြီးနဲ့နင်းတူတယ်ဒါမဲ့အဲ့ကောင်မလေးဖြစ်နေတဲ့ပြဿနာတက်ကိုကြီးကပြောင်းမြန်ကိုကြီးမာကတခါမှမမြင်ဘူးတဲ့အသက်73နှစ်ရွယ်သမီးအခုရှိတယ်ကိုကြီးစိတ်ထဲမှာလည်းတိနေတယ်ကွာ နော်ရှိတယ်အဲ့တမီးကိုကိုကြီးတွေ့ရဖို့ကြိုးစားတဲ့နေရာမှာ ကိုကြီးမှအခက်ခဲတွေများစွာနဲ့ဖြတ်ကျော်နေရတယ်တစ်နှစ်တိတိရှိသွားပြီကိုကြီးရှာနေတာကိုကြီးမှတဲတော်စားလေးတစ်ခုပဲရှိတယ်ကိုကြီးအဲ့အားလေးအကြောင်းကိုကြီးပြောပြမယ်နော်မင်းတို့ကတော့နံပါတ်လေးပြောမှမဟုတ်ဘူးဖုန်းနံပါတ်လေးပြီးမှမဟုတ်ဘူးလွန်ခဲ့တဲ့14နှစ်လောက်တုန်းကပေါ့ကွာကိုကြီးအိမ်တော်ဒုတိယအိမ်တော်နဲ့တော့ဒုတိယအိမ်တော်တို့ပထမအိမ်တော်တို့တုံးနေဆိုတာအိမ်တော်သက်ရှိတဲ့အိမ်တော်ဒီမဟုတ်လို့ ဒုတိယအိမ်တော်နဲ့ကွဲတဲ့အချိန်မှာကိုကြီးစိတ်လေလွင့်နေတဲ့အချိန်ကိုကြီးနောက်ထပ်ယူအတွက်မိမတယောက်ကိုရှာတယ်ပေါ့နော်အဲရှာတယ်ဆိုတာလည်းကိုကြီးကဘယ်တော့မှစိတ်ညစ်ခံတာမဟုတ်ဘူးကွာမိမတယောက်လွမ်းနေဆိုတော့တခြားမိမရနေကိုကြီးကဖြည့်သိပ်ပြစ်တာကိုကြီးရဲ့သဘောတဘာဝကိုမင်းတို့လည်းပြောထားပြီးသားနော်အဲ့လိုရှာနေတဲ့အချိန်မှာကိုကြီးနဲ့ပတ်သက်ခဲ့တဲ့မိမဦးကြီးအရန်များတယ်အဲ့အဲ့ကာလာလေးအတွင်းမှာပေါ့နော်တစ်နှစ်ခွဲလောက်အတွင်းမှာအရန်များတယ်ကိုကြီးရဲ့ ဲ့ဒီတော့ပုံစံပေါ့နော်အခုလိုဖိုးကြီးမဟုတ်ဘူးကိုကြီးရန်လန်းနေအချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကြီးကိုအရန်ကြိုက်တဲ့အသက်ငယ်တဲ့မိန်းမလေးတွေအများကြီးနဲ့ကိုကြီးစုံခဲ့တယ်နော်အလူရက်ပေါ့နော်အပြိုင်နေပေါ့နော်ရီးသားတွေပြိုင်ထားရဲဆိုတဲ့သဘောပဲကိုကြီးဟိုကော်မလေးကအာမအားလက်တဲ့ကျမမဆိုတာဒါပေမဲ့ဟိုစော်ဒီစော်နဲ့အဲ့လိုပြေးနေရတဲ့အခြေအဲ့ဒီအချိန်မှာကိုကြီးကဟိုဘလို့ခေါ်ပြင်းပြင်းသလိုကွာဒီမိမကြီးနဲ့နှစ်ရက်သုံးရက်နေလဲနေတယ်တလားလောက်နေလဲနေတယ်အဲ့လိုမျိုးကြီးနေပြစ်တာ နော်လွတ်လပ်နေတဲ့ဘဝဆိုတော့နေပြတဲ့အချိန်မှာအဲ့ဒီထဲကအဲ့ဒီမိမကြီးထဲကဂျောင်ထဲကိုကတ်နေတဲ့မိမလေးတယောက်ရှိတယ်ကွာအဲ့မိမကကိုကြီးနဲ့နှလားလောက်အတူတူနေခဲ့ဘူးတယ်နော်ကိုကြီးနှလားလောက်အတူနေရဆိုပေမဲ့ကိုကြီးကသူနဲ့တယောက်အမြဲတမ်းနေနေတာတော့မဟုတ်ဘူးကွာလင်မယားလို့ကိုကြီးတိုင်တာကျန်စစ်သားအင်အားတွေမှာကိုကြီးအင်ငါပေးထားတယ်အဲ့အင်ကိုကိုကြီးညာဘက်တော့အိတ်ချင်းလဲအိတ်တယ်မအိတ်ချင်းလဲမအိတ်ဘူးနော်အဲ့လိုမျိုးကိုကြီးနေနေတဲ့အချိန်ပေါ့နော်အဲ့မှာ ဒီကောင်မလေးကကိုကြီးကို तू ကတော့သူ့ဘက်ကတော့တော်တော်ချစ်ပုံရတယ်ကိုကြီးကတော့သိလေးထားတာမဟုတ်ဘူးကွာကိုကြီးပွင့်လင်းဝင်ခံတာနော်ငှက်လားလောက်ကြာတဲ့အချိန်မှာတော့ तू လက်တမ်းမခံနိုင်တော့ကိုကြီးကလာလိုက်မလာလိုက်ပေါ့နော်ကိုကြီးပေးစရာရှိတာတော့ကိုကြီးတောင်းမပြတ်ပေးပါရယ်နော် तू ကလည်းပြောပါတယ်ငါလိုချင်တာပတ်စံမဟုတ်ဘူးငါနင့်ကိုလိုချင်တာလို့ तू ကပြောတယ်ဒါပေမဲ့ကိုကြီး तू နဲ့နေရတာတိတ်မှမပြောမပြောရွှင်တာကွာမချစ်လို့နေမှာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကြီးက မိမရေဆိုတော့လေကိုကမချင်မနစ်တဲ့ယောက်ျားကိုသူကတိတယ်ကွာတိတဲ့အတွက်ကြောင့်မို့လို့ကိုကြီးနဲ့နှစ်လပဲခံတယ်ကွာကိုကြီးနဲ့လမ်းခွဲလိုက်တယ်လမ်းခွဲလိုက်ပြီးရနောက်ပိုင်း73ရက်လောက်ကြာတဲ့အချိန်မှာကိုကြီးရှိကိုသူကနေပြီးအရေးကြီးပြောစရာရှိတယ်သူပြောလို့ကိုကြီးသူချိန်တဲ့နေရာကိုကိုကြီးတွားတယ်တွားတော့ကိုကြီးရဲ့ကားကိုတက်လာပြီးတော့သူစကားသုံးခွန်းပြောတယ်ဘယ်မှာတခွန်းကတော့နင်းနေရတဲ့ကိုယ်ဝင်ငါမှရှိနေပြီဆိုတဲ့အကြောင်းဒုတိယတစ်ချက်ကတော့နင်းတာဝင်ယူယူမယူယူဒီကလေးကိုမွေးမယ်ဆိုတဲ့အကြောင်း နော်ပြောတယ်နောက်ဆုံးတတိယအချက်ကတော့စိုးစုံမယ်နော်သူစိတ်နာသွားတဲ့ထင်ပါတယ်ကိုယူသိရမှာမွေးလာတဲ့ကလေးကိုနင်တသက်လုံးဘယ်တော့မှမြင်ရမှာမဟုတ်ဘူးဆိုတဲ့အကြောင်းမှထပ်ပြောရတယ်ပြောပြောပြပြချင်းကိုကြီးကနေဘာမှတော့လှည့်မပြောရသေးဘူးကားဝါနေသင်းပြီးတော့ပြေရောဟဲ့ဟဲ့ခေါ်လို့လည်းမရအောင်ဒီကကိုကြီးတကားဖွင့်ပြီးတော့ဆိုင်သေးတယ်မမိဘူးကွာသူကလူငယ်လေးဆိုပြေးရလဲမြင်ရတယ်တိတိလေးဆိုအဲ့တော့ ကိုကြီးတူပဝန်းကျင်ကိုကိုကြီးရှာဖို့စူးစမ်းပြီးတော့အဲ့ပေါ့နော်တိုင်မင်ဖို့စူးစမ်းတဲ့အခါလဲစူးစမ်းမခံဘူးအတွေ့လည်းမခံအောင်အဲ့တော့ကိုကြီးကသူကလေးမွေးသွားတဲ့အချိန်မှာကိုကြီးသတင်းရတယ်ဘသူကမွေးပြီးလဲဆိုတော့သတင်းရတယ်ဘေးစေးကမွေးရလို့ဆိုတော့သတင်းရတယ်တမီမင်းကလေးမွေးရဆိုတော့လည်းကိုကြီးသတင်းရတယ်နော်ကလေးမွေးပြီးရဲ့နောက်ပိုင်းတော့ဒီကဲစူးစမ်းလို့ရလောက်ပြီးထင်ပြီးကိုကြီးစူးစမ်းဖို့လုပ်တဲ့အချိန်မှာ အဲ့ကလေးမွေးခင်တွေကသူကအိမ်အောင်ကြာနေတယ်ဆိုတဲ့အကြောင်းကိုသူ့ကလေးမွေးကိုကူညီငွေကြီးရဆာကူညီပေးရဲ့ဘေးကြီးကကူကြီးကိုပြန်ပြောပြရတယ်ကွာပြန်ပြောရတော့ဒါအဲ့ကလေးနဲ့အိမ်အောင်နဲ့ဆိုတဲ့အခါကျတော့သူကလွတ်လပ်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်ကိုကြီးကသွားပြီးတော့ကလေးကိစ္စကိုမေးလိုက်လို့ရှိရင်အနှောက်အယှက်ဖြစ်သွားမှဆိုလို့လူချင်းဝေးရကိုကြီးကတော့အဲ့နားမှာရတန်းကရက်လိုက်တယ်12နှစ်ကြာတယ်အဲ့ကိစ္စကိုဘုံနဲ့ချလိုက်တာမနစ်ကမှကိုကြီးစပြီးတော့ ဒီကိစ္စကိုကိုကြီးစလိုက်တဲ့အချိန်မှာကိုကြီးကသူ့သူ့ရဲ့ဘောနော်ကိစ္စအကျွာပေါ့သူ့ရဲ့ညီမရဲ့ဖုန်းနံပါတ်ကိုလည်းကိုကြီးဘာတစ်ခုမှမရအောင်သူ့ညီမဖုန်းနံပါတ်ကိုကိုကြီးလှမ်းဆက်တဲ့အခါကျတော့သူ့ရဲ့ညီမကကိုကြီးဖုန်းကိုင်နေကိုင်ပြီးတော့ကိုကြီးသူ့ကိုမေးတဲ့အခါကျတော့လွန်ခဲ့တဲ့3လဆုံးသွားလို့ဒီအိမ်မှာပဲအတုပလောက်လိုက်တယ်ဆိုတဲ့အကြောင်းကိုကိုကြီးသိရတယ်ကလေးမိရောဆုံးသွားပြီ ဒါဆိုလို့ရှိရင်သူ့ရဲ့တမီးလေးရောလို့မေးတော့တမီးလေးကသူတို့နဲ့အတူတူရှိပါတယ်လို့သူ့အတော်ကပြောတယ်ပြောဒီကလေးလေးကိုတို့ကိုကြီးလာတွေ့ကျင်တယ်လို့ရမလားဆိုဘာကိစ္စနဲ့များတွေ့ကျင်တာလဲဆိုပြီးမေးတော့ကိုကြီးကလည်းရိုးသားသားဆိုတော့ကွာကိုကြီးကအမှန်တိုင်းပြောလိုက်တယ်ကွာသိရမလားဒီကလေးကကိုကြီးရဲ့သွေးသားပတ်သက်ကြောင်းကိုကြီးကဒီကလေးအဖေဖြစ်ကြောင်းပေါ့နော်အဖေရင်းဖြစ်ကြောင်းသွားပြောလိုက်တဲ့အခါကျတော့အဲ့လိုရှာရှည်ပြီးတော့ပြောလိုက်ခါမှပဲကိုရဲ့ဖုန်းကိုနောက်နေ့ကစပြီးဘလော့သွားတယ်ကွာနော် ဘလော့သွားတယ်။နော်ရလိုက်တဲ့ information ကဆိုင်သားမှာနေတယ်ဆိုရဲ information ရလိုက်တယ်။သူပြောသွားတာပေါ့နော်။ဟုတ်မဟုတ်တော့ကိုကြီးလည်းမသိဘူး။အဲ့တော့ကိုကြီးကဒီဖုန်းနံပါတ်တစ်ခုပဲကိုကြီးမှာတဲလုံစာကြံတော့တယ်။ကျွန်တော်ကိုကိုဘလော့ထားတဲ့ဖုန်းကိုတခြားဖုန်းအနေနဲ့ပြန်ခေါ်လို့ရှိရင်တော့ခိုင်မှာပဲကိုကြီးသိတယ်။ဒါပေမဲ့ကိုကြီးမဆက်တော့ဘူး။ဘာကြောင့်မဆက်တော့တာလဲဆိုကိုရင်းပါသွားပြီဆိုတာသိလို့ကိုရင်းသေးစားပြန်စင်းစားကြည့်တဲ့အခါကျတော့လေအသက်ဆက်နေလုံကျွေးမေးစောင့်ရှောက်လာတဲ့ပေါ့နော်ဒီကလေးကို အဖေဘွားနဲ့ကူမပေါ်လာတယ်ဆိုတဲ့ကိစ္စကိုကြီးဘက်ကလည်းတရားမျှတမှုရှိရလို့ကိုကြီးကမထင်ဘူးကိုကြီးကလည်းအရှင်းဆုံးပြောလို့ရှိရင်ဂျိုးသားပြောလိုက်တယ်ဆိုလို့ဆိုသူတို့ရှီကနေဒီကလေးကိုသွားတောင်းကျင်တာလည်းမဟုတ်ဘူးကွာကိုကြီးကမြင်ဘူးကျင်တာနော်မြင်ဘူးကျင်တာကိုကြီးကတာမီးရှိတယ်ဘုံတာမီးယူဖို့လည်းအစီအစဉ်ဖြူရှေ့တဲ့အိမ်တော်နဲ့တာမီးယူမှာမဟုတ်ဘူးဒါပေမဲ့ဒီဟာကမတော်ဆရသွားတဲ့ကိစ္စမှာကိုကြီးမြင်ဘူးကျင်တယ်နောက်ဆုံးကွာအဖေတယောက်အနေနဲ့စောင့်ရှောက်မယ်နော်ထောက်ပံ့မယ်ဒီလောက်ပဲနော်ပညာရေးဘာညာခွီးကွာ တို့ရှာနေပြီးယူခြင်းတဲ့ဆန္ဒလည်းမရှိဘူး။ဘာကြောင့်လဲဆိုတော့တို့ကျွေးမေးဆောင်ချက်တော့တို့လည်းတို့ဘက်ကပြန်ကြည့်လို့ရှိရင်လည်းတို့ကအဖေတယောက်အရင်ရှိပါလားဆိုရင်ကလေးရဲ့ခေါင်းထဲကိုရောက်သွားလို့ရှိလို့ရှိရင်တို့ဘော်မေတ္တာတွေနဲသွားမှစိုးတာလည်းပါမယ်ကွာ။ကိုကြီးဒေချာနိုင်ချို့စဉ်းစားတဲ့ခါကြတော့အဲ့တော့တို့ဘက်ကလည်းမှားတယ်လို့ပြောလို့မရဘူး။ဒါပေမဲ့ကိုကြီးကတော့ဒီကောင်ဒီကောင်မလေးပေါ်ကိုကြီးရဲ့သမီးကိုသွားတွေ့ခြင်းနဲ့မြင်မှုခြင်းနဲ့နော် ဒါပဲတစ်ဖက်ကနေပြီးတော့အုတ်ထင်းသူကနေလက်ခံမယ်ဆိုလို့ရှိလို့ရှိရင်ကိုကြီးကနေပြီးတော့ဟိုဘလူးခေါ်မပညာရေးအထောက်ပံ့နော်လူလားမြောက်ရေးအထောက်ပံ့ပေးခြင်းနဲ့ကိုကြီးလောက်ချင်တာတော့ပဲကွာကိုကြီးကသားသမီးရှိတဲ့သူတယောက်မဟုတ်တဲ့အတွက်ကြောင့်မလို့သားသမီးရှိတဲ့လူတွေကိုကြီးမစားတက်ဘူးကွာအခုသားသမီးရှိတဲ့လူတွေကိုကြီးနဲ့ပတ်သက်ပြီးတော့ဘလူးကိုကြီးစားလဲကိုကြီးမသိဘူးကိုကြီးသိတာတော့ဒီလောက်ပဲကိုကြီးစောင့်ရှောက်မဲ့တာဝန်လေးတော့နည်းနည်းရှိတယ်နော်လူလားမြောက်ရေးအတွက် အဲ့တော့ကိုကြီးမှာဒီဖုန်းနံပါတ်ကလွဲလို့နော်မနေ့အထိကိုကြီးတငယ်ချင်းတယောက်နဲ့လှမ်းဆက်တဲ့အချိန်မှာဘလို့ပြောလဲဆိုတော့ဒီအမကြီးနာမည်ပေါ့နော်ပြောလိုက်တဲ့အချိန်မှာယောက်ျားလေးတယောက်လာကင်နေကင်ပြီးတော့အဲ့အမကြီးရဲ့နာမည်ကိုပြောပြီးတော့နင့်ဖုန်းလာရဆိုပြီးပေးလိုက်တယ်ဟိုဘက်ကဖုန်းကင်ပြီးတော့ကိုကြီးတငယ်ချင်းကနေပြီးတော့ဘယ်မှာလဲလို့မေးတဲ့ခါကျတော့အကိုကြီးဖုန်းမနေပြီဆိုပြီးတော့ချသွားတယ်ချသွားတယ်ဆိုတော့ဒီဖုန်းနံပါတ်ကိုမနေ့အထိကင်နေသေးတယ်ဆိုတော့သိကြရတယ် ညီလေးတို့ကိုကြီးကိုကြံကြံပေးခဲ့တာမှာအဓိကသူနေတဲ့လိပ်စာကိုဒီဖုန်းနံပါတ်ရှိတဲ့လိပ်စာကိုကိုကြီးသိကျင်တယ် MPD ရုံးကလည်းကိုကြီးကိုအခုညီမပေးဘူးနော်ဒါတွေကရှော့ကကိစ္စမှလို့မပြောဘူးရဲတပ်ဖွဲ့နဲ့အခုညီတောင်းပြီးသွားရရင်ကောင်းမလားကျက်တဖက်တော့သွားရဲဆိုတော့ရင်းဖက်ကကြောက်သွားမှလေစိုးရင်ရသည်တယ်ကွာကိုကြီးကရိုးသားသွားပြီးတွဲကြည့်အောင်တက်တက်ပဲကွာနော်ဒီဟာကိစ္စနဲ့ပတ်သက်ပြီးတော့ချီချီရောကူညီနိုင်မဲ့သူပေါ့နော်အချက်ပေးနိုင်တဲ့သူတွေကိုကြီးကိုပြောခဲ့အောင်နော်ကိုကြီးဒီဟာတူကြီးအတွက်ရန်ပြဿနာရှိနေတယ်ခက်နေတယ် 啊，用奶奶闹的。